ဒီမင်္ဂလာပါရှင်မင်္ဂလာပါဟုတ်ကဲ့မန်နေရှင်းပိုက်ဆက်အနေနဲ့ကျေးဇူးတင်ပါတယ်ခုလိုလာရောက်ဖြေကြားပေးတာပါလေလေကျေးဇူးတင်ပါတယ်ကျွန်မကိုခိတ်ခေါ်ဟုတ်ကဲ့အန်ဒီဒါအခုကျွန်မသိရတာတော့ဒါမယန်းကုန်းမျိုးနဲ့ပြီးသူလွတ်တော်နေရာမှာတတိပုဂ္ဂလအနေနဲ့ဝင်ရောက်ရှင်တိုင်မယ်ပေါ့နော်ဇဲခါကျတော့အန်ဒီကဒါဒေါက်တာတယောက်လို့လည်းကျွန်မသိရတယ်ရှင်ဇဲခါကျတော့အန်ဒီရဲ့ဒီလက်ရှိဖြတ်တန်းလာခဲ့တဲ့အချင်းချုပ်အကြောင်းအရာလေးကိုပြောပြပေးပါဦးပြည့်တဲ့ကြီးသိအောင်လို့ပေါ့နော် ကျမဆရာဝင်ပေါ့နော်မြန်မာပြည်ရန်ကုန်စေတက္ကသိုလ်တက်ကနေပြီး MBBS ရန်ကုန်ဘွဲ့ကိုရခဲ့တယ်ပေါ့ရပြီလို့ရှင်ကျမဟို၃နှစ်ဟိုစေကံဖြစ်ပါတယ်တမောင်ရမစေကံမှာလည်းထိုင်ပြီးတော့ဒါပေမဲ့နောက်ပိုင်းကတော့အနှစ်30ကျော်啊ကျမလုပ်ခဲ့တဲ့အလုပ်ကတော့ဟို technology for advertising and marketing ကျမတို့ကမြန်မာပြည်ကိုပထမဆုံးဟိုနိုင်ငံဂျာစီတွေကိုတင်သွင်းတာကိုကျမလုပ်တယ်ပထမဆုံးဆေးကိုစလေပေါ့ဆရာဝန်ပေးမယ်ဘာကြောင့်ဆိုတော့အဲကျမတို့ခေတ်ကဒီ ဆိုရှယ်လစ်ခေမှောက်ခုခေဆိုတော့စေကန်းထိုင်တော့ကျမဝါဒနာမပါတော့ဘူး။ဘာကြောင့်ဆိုတော့ဒီစေကန်းထိုင်တာဘာလဲဆိုတော့ဟိုလူနာတယောက်ကို၅ချက်၆ချက်နဲ့စေးထိုးပြီးတော့စေးတွေကလည်းယူတရားနေဆက်ခါနေပြီးတော့ပေါ်ပေါ်မြင်းများထုတ်ထားတဲ့ရောင်စုံကာလာလေးတွေနဲ့ဗာမီတောင်းတို့နောက်တရုတ်ပြည်ကလာတဲ့တရုတ်စာလေးနဲ့ဆက်ထရင်တို့အဲ့အရာတွေနဲ့ ပဲစေကန်းထိုင်နေရတယ်ဆိုကျမလုံးဝမကျေနပ်တော့ဘူးစေကန်းထိုင်တဲ့အလုပ်ကိုလည်းမလုပ်ချင်တော့ဘဲနဲ့ကျမဆေးကိုစတဲ့လုပ်လိုက်တယ်အဲ့တော့ ICI Pharmaceuticals UK ကဆိုတော့နောက်ဆုံးပေါ်ဆေးတွေနောက်ဆုံးပေါ် cancer ဆေးတွေနောက်ဆုံးပေါ်ဒီ hypertension တွေတို့ကြတဲ့ဆေးတွေအဲ့နောက်ဆုံးပေါ်ဆေးတွေကိုခံရကျမအရန်သဘောကြအဲ့နောက်ပြီးတော့တမားတော်ကြီးတွေကိုကိုယ်တိုင်ကိုဒီ ဒီ UK ကနေပို့လာတဲ့နောက်ဆုံးပေါ်စာအုပ်တွေပေါ်တကယ်ပေါ် latest latest research စာအုပ်တွေကိုပေးနိုင်ခဲ့တယ်အဲ့တော့ကျမအဲ့ဒါပြပြပပလုပ်ခဲ့တယ်ပြီးတော့ဟိုစီဘကကီပေါ့အနာပရဥရောပကဥရောပကလည်းအဲ့လိုအကင်ခဲပြောက်ဆေးတွေအဲ့ဒါမျိုးတွေကိုနောက်ပြီးလို့ရှင်ဒီဆေးရုံဆေးကန်းတွေအထိကိုကအကုန်ဆရာဝန်ကြီးတွေတမားတော်ကြီးတွေနဲ့တွေ့ပြီးနောက်ဆုံးဆေးတွေကိုနမူနာကိုပေါ်ပေါ်တည်တည်ပေးနိုင်တယ်ပြီးတော့ ကြဝယ်တာတော့သူတို့အဲတုန်းကဆိုရင်ဝယ်တာဌာနတစ်ခုပဲရှိတယ်နောက်ပြီးတော့စနေနဲ့လူမှုဖုလုံရေးနဲ့ဌာန၄ခုလောက်ပဲရှိတယ်အဲ့ဒါတွေကိုသတ်တွေ့ပြီးရောင်းတာပေါ့ရောင်းတာလည်းကျမဝါသနာပါတာဗမာပြည်ကိုနောက်ဆုံးပေါ်ဈေးတွေကိုပေးနိုင်တဲ့နောက်ဆုံးပညာတွေကိုစာအုပ်တွေစီဘယ်ကာဂီဆိုစာအုပ်တွေအများကြီးပေးတယ် ICI ဆိုအရန်ကောင်းတာပဲ latest research တွေစာအုပ်တွေပေးနိုင်တယ်အဲ့ဒါတွေလုပ်ခဲ့တယ်ပြီးတော့ အဲ့တော့ကျမအမျိုးသားကလည်းစက်မှုတက်ကတော့ဆင်းမယ်။ तू ကလည်းတက် ်တက်နိုခရက်ပဲသူကလည်းတက်ကလို့ဆွေးမိမယ်သူကဓာတ်ပုံဓာတ်ပုံဆိုရင်တကယ်ဓာတ်ပုံအာမီမီယာမာယာမီယာမကင်မရာကင်မရာအကြီးကြီးတယ်အဲ့လိုနိုင်ငံခြားကနေကျမတို့ဟိုရှာကြံပြီးနိုင်ငံခြားသွားတဲ့သင်္ဘောသားတို့ဘာလို့စီကနေဝယ်ရတယ်အဲ့တော့အဲ့နောက်ဆုံးပေါ်ကင်မရာပစ္စည်းတွေနောက်ကျမအဲ့လေကြတော့ကျမစင်ကာပူသွားသွားခွင့်ရတယ်အဲ့တော့သွားခွင့်ရတဲ့ခါကျတော့ကာလာကူးတာကာလာကူးတော့အဲ့ကျမတို့ကဗမာပြည်မှာ ာပထမဆုံးပဲရောင်စုံကာလကူတာအစိုးရတောင်မကူရသေးဘူးအဲ့ဒါနဲ့ကျမတို့ဟိုကာလကူတော့လေချမ်းသာလာပါပေါ့အဲ့တော့နောက်တော့မှဒီဘက်ခစ်ရောက်တာနောက်ကျမအောင်ပြီးတော့ကျမကဟိုဂျွန်ဟော့ပကင်းဆိုတာအမေရိကကအရင်နာမည်ကြီးတဲ့တက္ကသိုလ်ကျမကိုလက်ခံတယ်လက်ခံတဲ့အခါကျတော့ကျမကဲတော်ပြီးပေါ့ဒီ medical detailing ရဲ့ဓာတ်ပုံရောင်ဓာတ်ပုံ ရိုက်တာအဲ့တော့ပြက်ကလေးနေလဲကျမတို့ကရိုက်တာကိုရက်ရက်ပြီးရင်ကျမပေါ့မာစတာပညာကိုသင်မယ်ပေါ့ဗမာပြည်မှာဟိုကိုကဟိုမာစတာမဖြစ်ပေမဲ့လည်းအမေရိကန်မှာဆိုလို့ရှိရင်ရလို့ရှိရင်ကျမ WHO နဲ့တကဘာလုံးကိုကျမကိုယ့်ရဲ့အတတ်ပညာနဲ့ပေါ့ဟိုဂျေစုပြုနိုင်မယ်ဆိုပြီးကျမရှောက်တယ်ဒါပေမဲ့ဒီအဲ့ဒီ social link အစိုးရကကျမတို့ကိုနိုင်ငံခြား company လုတ်ခဲ့တဲ့လူဆို passport မပေးဘူးဆိုပြီးကျမကျမလည်းမှန်မှန်ကန်ကန်ပြော လိုက်တော့သူတို့ကကျမ passport ကိုပိတ်တယ်။အဲ့တော့ John Hopkins ကကျမကို၃နှစ်ဆောင်တယ်၃နှစ်ဆောင်ပြီးတော့ကျမလည်းစိတ်ညစ်သွားပြီးကဲငါလည်းနိုင်ငံခြားသွားဖို့အကြောင်းတော့မပါဘူးဆိုကျမစိတ်ညစ်ပြီးသွားပြီးမသွားတော့တဲ့အချိန်မှာနောက်ဆုံး passport ရတော့ကျမစင်ကာပူရောက်သွားတယ်။စင်ကာပူကိုကြတော့ကျမကစင်ကာပူကအရန်တိုးတက်တယ်။ကျမတို့အနည်း20ဆုပ်ရုပ်တဲ့အချိန်မှာစင်ကာပူကထိတ်သီးရောက်သွားပြီ။အဲ့တော့စင်ကာပူကျမကျမရဲ့ second city လို့သဘောထားပြီးစင်ကာပူမှာသွားပြီးတော့ကျမ sign Amex Exchange Surat, the, the Trading Board.